လာပါရှင်ဒီနေ့ကတော့တင်းသီးစားရည်လေးစင်ပြပါမယ်တင်းသီးသေးသေးလေးတွေပေါ်ချင်မလို့စားရည်စိမ့်မယ်မုံမုံပေးတာပါရှင်မိုးရင်ကျေစုပါတင်းသီးလေးတွေပါဒီတင်းသီးလေးတွေကို ကျမကဇလုံးထဲကိုထည့်လိုက်မယ်ပြီးတော့ရင်ကျမကသူ့ကိုစားရည်လေးနဲ့နည်းနည်းတိုက်ချွတ်ပေးစေလိုက်တယ်နောက်ပြီးတော့တဖန်တင်းသီးကိုနှစ်ချမ်းခွဲလိုက်တယ်အစိလေးတွေထုံမယ် ထုတ်ပြီးသွားရင်ကျမကမှုံးမယ်။အမတို့ကိုယ်တို့ကမမုန်းညင်ဘူးဆိုလည်းရပါတယ်။စိတ်ကြိုက်ပါ။ကျမကတော့အရတားလေးတွေဝင်သွားစေခြင်းနဲ့အတွက်နည်းနည်းလေးမှုံးလိုက်ပါတယ်။မှုံးတဲ့အခါမှာလည်းတစ်ဖက်ထဲကိုမှုံးရပါတယ်။ဒါမှမဟုတ်ဘယ်နဲ့ကျမမှုံးသလိုနှစ်ဖက်ကိုမှုံးညင်တယ်ဆိုလည်းရပါတယ်။နေနဲ့လက်လွန်မယ်နော် သတိထားပါအောက်ရောက်တဲ့အထိတော့မွန်စရာမလိုပါဘူးရှင်။တရင်သေးစားစီစိန်ကတော့ လွယ်လွယ်ကူကူပါပဲဒါပေမဲ့လို့နှင့်ပတ်အောင် ထားခြင်းနဲ့ဆိုရင်တော့ကျမတို့ဒီမှာစာရင်စိန်တဲ့အခါမှာစာရင်းပဲတောင်းရပါမယ်ဒါမှမဟုတ်ပဲねကျမကတော့နှစ်ပတ်အတွင်းမှာအကုန်စားမယ်ဆိုရင်တော့ကြားလေးနည်းနည်းထည့်ပြီးတော့စာရင်စိန်တာကအရသာကိုပို့ပြီးတော့ခြုံတဲ့ဘက်ကိုပို့ပြီးတော့သွားပါတယ်အဲ့လိုအနေထားမျိုးကြရင်တော့အခြားတနည်းစကောက်တာပေါ့နော်ကျမကဒီနေ့ကပလင်းနှစ်ခုခွဲပြီးတော့စိန်ပါတယ်ဒီမှာတော့အားလုံးမြင်ရတဲ့အတွက်ကျမက စားနေပဲစိမ်ပြသွားမှာဖြစ်ပါတယ်ဒါကတော့ရင်900 ml ပါတူတဲကိုစားနှဆုံးထည့်ပြီးတော့ကျွန်မဝင်လိုက်ပါတယ်စားပြော်သွားရင်မီးပိတ်ပြီးတော့အရင်ခံပါတယ်ရှင်ဒါကတော့ကျွန်မခွဲပြီးလို့အရာလေးတွေပေးထားတော့ကျွန်မရင်တည်ရတီးလေးတွေပါတပန်းစားရည်ထဲမှာထပ်ပြီးတော့ဈေးလိုက်ပါတယ်ရှင်ပြီးရင်တော့သူ့ကိုပလင်းတက်တက်နဲ့မှမှောက်ပြီးတော့ထည့်လိုက်ပါတယ် ဒီပလင်းကတော့စားရင်နဲ့ပဲစိမ်မှာဖြစ်ပါတယ်နောက်ပလင်းတစ်ခုကတော့တခြားလေးနည်းနည်းလေးထည့်ပြီးစိမ်မှာမယ်နောက်ပလင်းတစ်ခုကကျမကနှစ်ပတ်အတွင်းမှာအကုန်စားမှာဖြစ်တဲ့အတွက်တခြားလေးနည်းနည်းလေးထည့်ပြီးတော့စိမ်ပါတယ်ရှင်မိမိလိုတဲ့ပုံစံကိုသုံးပြုနိုင်ပါတယ်နော်နှစ်ပောင်ထားခြင်းရင်တော့ကျွန်မပြောသလိုပဲစားရွက်ကပို့ပြီးတော့အဆင်ပြေပါတယ်။စားရင်ကအေးသွားပြီဆိုရင်တော့ ကျမတို့တင်ရသီးသေးကိုထည့်ပြီးတော့သူ့ကိုနေမကြတဲ့နေရာမှာထားပါเนาะအပြင်မှာထားခြင်းနဲ့ဆိုလဲနေမရှိတဲ့နေရာမှာထားနိုင်ပါတယ်ဒါကနောက်တစ်ပိုင်းမှာเนาะကျမနှစ်ရက်ထားပါတယ်เนาะနှစ်ရက်နောက်ပိုင်းမှာရရှိလာတဲ့အနေအထားလေးဖြစ်ပါတယ်ရှင်တိုးစားလို့လည်းရတယ်တုံစားလို့လည်းရတယ်ဓမ္မမဟုတ်ဘဲနဲ့ချက်စားခြင်းနဲ့ဆိုရင်လည်းစိတ်ကြိုက်ချက်စားလို့ရပါတယ်ရှင် ဒီအနေထားဆိုရင်တော့အားလုံးလိုက်လို့စာနိုင်မယ်လို့ယူဆပါတယ်ရှင် thank you ပါ